ပိုင်း20မြောက်သကပိုင်းကျွန်တော်တင်ဆက်မှာဖြစ်ပါတယ်ကျွန်တော်နာမည် Harry ပါဒီနေ့သကပိုင်းမှာတော့ကျွန်တော်တို့အနေနဲ့ပြီးခဲ့တဲ့ March လတုန်းကမြန်မာနိုင်ငံအလဲပိုင်းဒေတာမှာအထူးကထားပြီးတော့ကျွန်တော်ဖြစ်ခဲ့တဲ့အဲငလျင်ပေါ့နော်ဒီငလျင်နဲ့ဆက်ဆက်ပြီးတော့အကြောင်းအရာတွေကိုဆွေးနွေးဖို့ကျွန်တော်ရည်ရွယ်ပါတယ်ဒီလိုမျိုးငလျင်အပါအဝင်တဘာဝဘေးအန်ဒီရီကျွန်တော်တို့ကြုံတွေ့ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ လူမှုအတိုင်းဝိုင်းပြည်သူပြည်သားတွေကြားထဲမှာအမျိုးမျိုးတိုက်ရောက်မှုတွေကျွန်တော်တို့မှာတွေ့တွေ့နိုင်မှာဖြစ်ပါတယ်။အိုးအိမ်တွေပျက်စီးတာတွေကျွန်တော်တို့မှာရှိတယ်။လူတွေရဲ့ဘဝတွေနေချင်းမိနစ်ပိုင်းအတွင်းမှာ ပြောင်းလဲသွားတာတွေကျွန်တော်တို့တွေ့နိုင်ပါတယ်။ပြောင်းလဲသွားတယ်လို့ပြောတဲ့နေရာမှာမိနစ်အိမ်တွေပျက်စီးသွားတာတွေစီးပွားရေးတွေပျက်စီးသွားတာတွေလူတွေတည်ဆုံးသွားကြတာတွေအများကြီးကျွန်တော်တို့ကြုံတွေ့ရမှာဖြစ်ပါတယ်။ဒီလိုပဲရေရှည်ပါလေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့လိုအပ်လာတယ်လို့မျိုးလူတွေရဲ့ဘဝကလည်းရည်ရှိအနေနဲ့ဖြောင်းလဲသွားတာမျိုးတွေလည်းကျွန်တော်တွေ့နိုင်မှာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာအဲငွေကြေးရေးကိစ္စတွေစီးပွားရေးဆိုင်ရာကိစ္စတွေမဟုတ်ဒီမဟုတ်ဘဲနဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအားထားရနေရာတွေဖြစ်တဲ့ဘာသာရေးအဆောက်အဦတွေကလည်းကျွန်တော်ပျက်စီးသွားတာတွေကိုကျွန်တော်တွေ့ရပါတယ်ဒီဟာတွေကလူအများရဲ့စိတ်နှလုံးကိုထိခိုက်စေတာကိုလည်းကျွန်တော်တွေ့နိုင်မှာဖြစ်ပါတယ် ီနေ့စကားပိုင်းမှာတော့ကျွန်တော်ငလျင်အကြောင်းနဲ့ဆက်ဆက်ပြီးတော့မှာဒီငလျင်တန်းအကြောင်းမလို့ပျက်စီးသွားတယ်ဘာသာရေးအဆောက်အဦတွေကိုပြန်ပြီးတော့တိဆောက်ရေးလုပ်ငန်းတွေဘယ်လိုမျိုးရှိနေလဲဒီလုပ်ငန်းတွေမှာဘာသာပေါင်းစုံဥပေါင်းဆောင်ရွက်မှုတွေရှိနေလားဘာသာဒီတစ်ခုနဲ့တစ်ခုကြားမှာကူညီမှုတွေရှိနေလားဆိုတာရယ်နောက်တစ်ခါဒီလိုမျိုးငလျင်ပြီးတဲ့နောက်ပိုင်းမှာကြုံတွေ့နေရတဲ့အဲစစ်ကောင်စီကနေပြီးတော့မှကျွန်တော်တို့ပြည်သူပြည်သားတွေပေါ်မှာအဲလေရင်နဲ့ဘုံနေကျဲနေတာတွေ အဓမ္မဖန်စီနေတာဒီအကြောင်းကြီးဒါအပြင် online ပေါ်မှာပြန့်နေနေတဲ့မုန်းစကားတွေဒါတွေကိုလည်းကျွန်တော်တို့အဲထည့်သွင်းပြီးတော့ဆွေးနွေးသားဖို့ကျွန်တော်တို့ရည်ရပါတယ်။ဟောကျွန်တော်တို့ဒီစကားဝိုင်းမှာပါဝင်သွားမယ်အဲဆွေးနွေးသွားမယ်လူတွေကတော့ဆရာတော်ဥက္ကဝိတာဖြစ်ပါတယ်ဆရာတော်ဥက္ကဝိတာကဂျာမနီနိုင်ငံမှာအခြေချပြီးတော့မှဗုဒ္ဓဘာသာအတွေ့ခေါ်ငြိမ်းချမ်းမှုဆိုင်ရာဒီငြိမ်းချမ်းရေးဆိုင်ရာဒီဆိုရေးအဲ စီဆောင်မှုလုပ်ငန်းစဉ်တွေအဲတော်လိုင်းရေးနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေမှာဥဆောင်နေဆရာတို့တပါဖြစ်ပါလေ။အဲနောက်တစ်ယောက်ကတော့တိတ်ခါတို့ရဆရာတော်ဆရာပေသူဖြစ်ပါလေ။ဆရာကတော့ဒီတာအတိုင်းဒီတာခံအတိုင်းဝန်းနေနီနီကက်ကက်လူမှုရေးဘာသာရေးဆိုင်ရာကိစ္စတွေကိုတက်တက်ကြွကြွပါဝင်လှုပ်ဆောင်နေတဲ့လေဆရာတော်ဖြစ်ပါလေ။အဲနောက်တစ်ယောက်အနေနဲ့ကတော့တအန်းအမျိုးသမီးတက်ကြွလှုပ်ရှားသူဆရာမ နွေမွန်နွမ်းဖြစ်ပါတယ်ဆီယမားကတော့အမျိုးသမီးခွင့်ရင်းနဲ့လူမှုတရားမျှတမှုအတွက်အစဉ်တစိုက်လှုပ်ရှားဆောင်ရွက်နေတယ်လို့ဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ဆရာမောလာနာဟာဖစ်ကာရီဆရာဦးဆိုးနေဦးဖြစ်ပါတယ်ဆရာကတော့အစ္စလမ်ဘာသာရေးခေါင်းဆောင်တဦးဖြစ်ပြီးတော့ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးမှုလုပ်ငန်းတွေငင်းကြိုင်းလုပ်ငန်းတွေကိုအဲအဲရရှိဆောင်ရွက်ခဲ့တယ် အဲဆရာတယောက်ဖြစ်ပြီးတော့အခုချိန်မှာတော့ဒေါ်လန်ကြီးမှာတက်တက်ကြွကြွဥဆောင်ပါဝင်နေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်။ဟိုပထမဆုံးအနေနဲ့ဒီစကောပိုင်းမှာကျွန်တော်အနေနဲ့အဲဆရာတော်ဥကောဝိဒ်အဲဒီမီတော့စပြီးတော့ဟိုမေးမြန်းခြင်းပါတယ်။ဆရာတော်အနေနဲ့ဒီငလျင်တန်နေဖြစ်သွားပြီးတဲ့နောက်မှာပေါ့နော် ဒီဘာသာရေးအဆောက်အဦရင်ကျေးမှုအဆောက်အဦပြန်လဲဒီဆောက်ရေးလောက်ကြတဲ့နေရာမှာဘလို့စံနှုန်းတွေကိုဦးစားပေးပြီးတော့ဆောင်ရွက်တင်တယ်လို့ကျွန်တော်အမိန်ကြားခြင်းပါတယ်ဗျာနောက်တစ်ခါဒီလိုမျိုးပြန်လဲထူထောင်ရေးလုပ်ငန်းတွေလုပ်တဲ့နေရာမှာဘလို့မျိုးစိန်ခေါ်မှုတွေရင်ဆိုင်ရလဲအထူးသဖြင့်ဗုဒ္ဓဘာသာတောင်းဟိုင်းမှာရောဘလို့ဘလို့မျိုးစိန်ခေါ်မှုတွေရင်ဆိုင်ရလဲတော်လန်ကြီးမှာပါဝင်နေတဲ့ဒီဘာသာရေးအသင်းအဖွဲ့တွေအတွက်ပိုပြီးခက်ခဲလား ဘယ်လိုမျိုးရင်ဆိုင်ရလဲရှင်ပြဝိညာဉ်မိတ်ချပေးပါအောင်ဖြစ်ခုလိုဖိတ်ချားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုရီကိုပြီးတော့ခုလိုအတူတကွဆွေးနွေးပေးကြတဲ့တော်လန်ညီကောင်မောင်နှမများကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့နားထောင်ပေးကြတဲ့ပေးသံများအားလုံးသူတို့ပြန်ပြည်တွင်းကနေပြီးတော့နောက်ထောင်ကြတဲ့ပေးသံများအားလုံး အန္တရာယ်ပေါင်ဘေးပေါင်ကင်းဝေးကြပါစေတို့ဥစွာပထမဥစဉ်ဆန္ဒပြုဆုတောင်းပါတယ်ပြီးတော့ထုတ်လွှင့်ပေးကြတဲ့မီဒီယာအားလုံးကိုလည်းပဲကျေးဇူးတင်ပါတယ်အဲ့တော့မြင်းကလေးရဲ့ကြောင်းတမိုင်းတက်လျှောက်မှာဥစဉ်တို့ရဲ့ဘဝတက်တန်းတက်လျှောက်မှာဒါပြည်သူတွေဒုက္ခအခံစားရဆုံးပဲအခံစားရဆုံးပို့ပြီးတော့အခက်အခဲဆုံးက ဘာဖြစ်တယ်ဆိုတဲ့အခါကျတော့စစ်အာဏာရှင်တွေရဲ့လက်အောက်မှာဒီလိုတဘာဝဘေးတံခံလိုက်ရတာပိုးပြီးတော့ခက်ခဲသွားတယ်အနာဘောဒုက္ခဆိုသလိုဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီအာဏာရှင်အောက်မှာဒီလိုတဘာဝဘေးတံတွေဖြစ်တော့မတည်သင်ဘဲနဲ့တည်ရတဲ့ပြည်သူတွေမြောက်များစွာရှိခဲ့တယ်အဲ့ဒီမှာမိသားစုဝင်တွေက နော်ဒီဆာဦးထဲမှာကျွန်တော်တို့ဂျမတို့ရဲ့တာသမီတွေအဲ့တော့ခင်မွန်းတွေရှိပါတယ်ဒါတွေကိုကူညီပေးကြပါဆိုတော့အဲ့ဒီဆာဦးကိုလုံးဝဟာလာသူဖြက်ခွင့်မရှိဘူးကဲဆယ်ခွင့်မရှိဘူးနော်ကူညီမဲ့အဖွဲ့အစည်းတွေရောက်မလာဘူးအဲ့ဒီလိုဟာတွေအများကြီးပဲလုံးဝမထိနဲ့ဆိုပြီးတော့အနာမကတ်နဲ့ဆိုပြီးတော့အဲ့လိုဟာမျိုးတွေအဲ့ဒါကြောင့်အများကြီးတည်ခဲ့ရတာတွေအများကြီးရှိပါတယ်နော်အဲ့တော့တော်လန်ရေးမှာ ပါဝင်တဲ့ပုံကူတွေအတွက်ဆိုရင်တော့ပို့ပြီးတော့ခက်ခဲရှိတာပေါ့အထူးသဖြင့်တော့ဒီဒေါ်လာရေးမှာပါဝင်လို့ချိတ်ပိတ်ခံထားရတဲ့အိမ်လေးဘာတွေများပြိုလဲသွားတယ်အားဒီဆိုရင်တော့ဘယ်သူမှဂိူးဆိုင်မှာမဟုတ်တော့ဒါဦးဇင်းတို့ចောင်းနေဆိုရင်လည်းပဲဒီလိုပဲအဲဘာဖြစ်ဖြစ်ပေါ့ဒီတိုင်းထားချိတ်ပိတ်ဆိုတော့ဒီတိုင်းထားရတာပေါ့အဲ့တော့တကယ်တမ်းကျတော့တကယ်ပြည်သူကတင်မြောက်တဲ့ပြည်သူကိုကိုစားပြုတဲ့အစိုးရများသား ရှိခဲ့မယ်ဆိုလို့ရှိရင်တော့ပြည်သူလူထုကစိတ်ဆိုးပြီးတော့လည်းပြောလို့ရတယ်ကြေကြေလည်းပြောလို့ရတယ်ပေါ့နော်အဲ့ဒါပြစ်တင်လို့လည်းရတယ်ပေါ့ဥပပေါင်းဆောင်ရွက်ပြီးတော့လည်းကုညီခွင့်ရှိမယ်ပေါ့အခုကြတော့ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကုညီဖို့ဆိုပြီးတော့တွားရင်တောင်မှမင်းတို့ကဘယ်ဖွဲ့စည်းလဲဘယ်သူနဲ့ပတ်သက်တာလဲဒီလူငွေတွေကဘယ်ကရတာလဲဘယ်လိုရတာလဲစသည်ဖြင့်ဧည့်သည်လို့ဟာဒီနော်ရွှေညဝါဆရာတော်တို့တွားပြီးတော့ကုညီတာတောင်မှ အမျိုးမျိုးအဲစစ်စေးမေးမြန်းခံနေရတာတွေစစ်ထောက်လိုင်းရေးတွေကအဲ့လိုမေးမြန်းခံရတာတွေရှိတယ်အဲ့ဒီမှာပြိုလဲပျက်စီးသွားတဲ့အဆောက်အဦတွေကိုဆိုရင်လည်းပဲနော်တချို့သောဘာသာရေးအဖွဲ့အစည်းတွေမှာဆိုလို့ရှိရင်တော်လိုင်းရေးလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့အိမ်တွေပြိုလဲပျက်စီးသွားတယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ဆောက်လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒါအခက်အခဲရှိပါတယ်သူတို့ခွင့်ပြုမှဆောက်ရမယ်ဆိုတဲ့သဘောမျိုးဖြစ်နေအဲ့ဒါဒါဘာဖြစ်လို့လဲဆိုတော့တရားဥပဒေစွန့်မှုမှုမရှိတဲ့ အစိုးရအောက်မှာဒီတိုင်းပဲဖြစ်နေတယ်တကယ်တမ်းကျတော့တရားဥပဒေစိုးမိုးမှုရှိတဲ့အစိုးရလက်အောက်မှာဆိုလို့ရှိရင်ဘယ်လိုစာအုပ်ပဲဖြစ်ဖြစ်ဆောက်လုပ်ခွင့်ရှိရမယ်ဘယ်လိုစံနှုန်းတွေပဲတတ်မှတ်ရမလဲဆိုလို့ရှိရင်တကယ်တမ်းကျတော့ဒီလိုစောက်တဲ့စာအုပ်တွေဟာတကယ်ခိုင်ခန့်မှုရှိရလားတဘာဝဘေးဒဏ်တွေကိုခိုင်ခန့်မှုရှိရလားစသဖြင့်အဲ့လိုခိုင်ခန့်မှုတွေနဲ့ရပေဒဏ်နဲ့ပဲတိုင်းတာပြီးတော့ ဆောက်လုပ်ခွင့်ဆိုတာဟာတမတ်တဲ့နေနော်အမေရိကန်တို့စသဖြင့်ဥရောပတို့အဲ့ဒီလိုဟာမျိုးတွေမှာဆောက်မယ်ဆိုလို့ရှိရင်ဆောက်လို့ရတယ်ဒါပေမဲ့တကယ်ကိုခိုင်ခန့်တဲ့သူတို့တတ်မှတ်ထားတဲ့စံနှုန်းတွေခိုင်ခန့်မှုရှိရလားဆိုတာကိုပဲသူတိုင်းတာတယ်အဲ့ဒီတိုင်းတာတဲ့တတ်မှတ်နှုန်းနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်ဆောက်လို့ခွင့်ရှိပါတယ်သူတို့စီမှာကအိမ်ဒီမှာပါတီပွဲတွေမလုပ်ကြဘူးဘာသာရေးပွဲတွေမလုပ်ကြဘဲနဲ့ ဟလာခမရီငှားပြီးတော့ဘာသာရေးပွဲတွေယဉ်ကျေးမှုပွဲတွေအဲ့လိုလုပ်ပြီးဆိုလို့ရှိရင်မလုပ်တလဲဆိုတဲ့အခါကျတော့အာကျွန်တော်တို့ကတော့ဒါ TY နေပါတယ်လှုပ်ခြင်းနဲ့အချက်ပြုတ်တွေပါခြင်းနဲ့ဒီ TY နေပါခြင်းနဲ့ဆိုတော့ဟုတ်ပြီဒီလိုလိုရှိတယ်အဲ့တော့မနှုတ်ကိုတိုင်းမိကျူယူလာမလားယူအာကျွန်တော်တို့ကိုတိုင်းကိုယ့်အကူမိကျူယူလာမယ်အေးမနှုတ်ကိုကကိုမိကျူတွေယူလာမယ်ဆိုလို့ရှိရင်မနှုတ်ယူလာတဲ့မိကျူဟာဘာမှပြဿနာမှဖြစ်ပါဘူး အแทးဒီမှာဟာလာပြတ်တဲ့ဥစ္စာ shock ဖြစ်နိုင်တဲ့ဥစ္စာတွေမရှိပါဘူးဆိုတဲ့ဥစ္စာကိုအာမခံကုမ္ပဏီစီမှာမင်းတို့သွားစစ်စေးအနည်းဆုံး6လအတွင်းမှာစစ်စေးထားတဲ့အဖြစ်ရမယ်စသဖြင့်အဲ့ဒါတို့သွားပြီးတော့စစ်စေးရတယ်ဟောအဲ့ဒီစစ်စေးတဲ့လက်မှတ်နဲ့ဟာလာအော်ကျွန်တော်တို့မှာဒါစစ်စေးပြီးသားပါဆိုပြီးတော့အဲ့လိုအမျိုးဒါအဓိကတော့ဗာလဲဆိုတဲ့အခါကျတော့ဟာလာအဲ့ဒီမှာနေတဲ့ပြည်သူတွေအတွက်အန်ဒီရမဖြစ်ဖို့ကဒါအရေးကြီးတယ်အစာအုပ်လေးထုံနေလောက်အောင်ပဲ ဆောက်ပြီးသားအဆောက်အဦတွေလည်းပဲပြုပြင်ဖို့ဆိုလို့ရှိရင်တကယ်ကိုရှေးဟောင်းကြတဲ့အဆောက်အဦတွေဆိုရင်ဆွစ်ဇာလန်နိုင်ငံမှာတော့နေလို့ရတယ်ဒါပေမဲ့ကိုယ့်ဟာကိုယ်ပြုပြင်ခြင်းတိုင်းပြုပြင်လို့မရဘူးဘာလို့လဲဆိုတဲ့အခါကျတော့ဒါရှေးဟောင်းအဆောက်အဦဖြစ်သွားပြီရှေးဟောင်းအဆောက်အဦဖြစ်သွားပြီဆိုလို့ရှိရင် ပြုပြင်ခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒီရှေးဟောင်းသူတေသနာဌာနမှာသွားပြီးတော့တင်ပြရမယ်ဟာကျွန်တော်တို့အိမ်ကတော့ဒီလိုလိုဖြစ်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြုပြင်မယ် โอเคမင်းတို့ပြင်မယ်ဆိုလို့ရှင်ပြင်လို့ရတယ်ဒါလေးဒါလေးတော့ဒီလိုဒီလိုမပျက်စီးအောင်အမ်ပြုပြင်ပါတေးသေးချာချာလေးဒီလိုလေးလုပ်ပါဆိုပြီးတော့အဲ့ဒီကသူကတေးချာလာပြီးတော့ညွန့်ကြပြီးတော့ဒါဒီလိုပြုပြင်ရတာမျိုးလေးထင်းသိမ်းရတာမျိုးလေးရှိတယ်ဆိုတာကိုဒါဥစဉ်သိခဲ့ရတယ်လေ့လာခဲ့ရတယ်เนาะဒါတကယ်ကိုပြည်သူတွေကိုကိုစားပြုတဲ့အစိုးရအောက်မှာတရားဥပဒေစိုးမိုးတဲ့အစိုးရအောက်မှာဆိုရင်တော့ဒီလိုထိမ့်သိမ့်မှုတွေရှိတဲ့လေ ဲ့တော့ဘာသာရေးအဖွဲ့အစည်းတွေအားလုံးကတော့အပြန်အလှန်ဟလာရိုင်းမင်းကူညီမှုဆိုတာဒါအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဘာသာရေးပေါင်းခေါင်းဆောင်တွေအားလုံးဘာသာရေးခေါင်းဆောင်တွေအားလုံးဟာမေတ္တာနဲ့အပြန်အလှန်ရိုင်းမင်းကူညီပြီးတော့ဒါနိုင်ငံကိုတည်ဆောက်မှနိုင်ငံသူနိုင်ငံသားတွေရဲ့စီလုံးညီညွတ်မှုကိုတည်ဆောက်နိုင်မှနိုင်ငံဟာလည်းပဲတိုးတက်မယ်စီလုံးညီညွတ်မှုရှိမယ် ။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့နိုင်ငံတစ်ခုမှာစီးလုံးညီကျွတ်ဖို့ငြိမ်းချမ်းဖို့ဆိုလို့ရှိရင်ဘာအရေးကြီးတယ်လဲဆိုတဲ့ဆိုလို့ရှိရင်ဟောငါတို့တွေဟာမတူညီဘူးဆိုတာကိုလက်ခံဖို့အရေးကြီးတယ်။မတူညီဘူးဆိုတာကိုလက်ခံဖို့အရေးကြီးတယ်။အဲ့ဒါမှအပြန်အလှန်လေးစားမှုဆိုတာ coexistence ဆိုတာကအတူရှင်တွဲနေထိုင်ခြင်းဆိုတာဟာဘာလဲဆိုတဲ့အခါကျတော့မတူတာကိုလက်ခံနိုင်မှအဲ့ဒါအရေးကြီးတယ် ဲ့ဒီမိုကရေစီရဲ့နှစ်သာရဟာလည်းဒါပဲ agree to disagree ဆိုတာအဲ့တော့ကိုနဲ့သဘောထားမတိုက်ဆိုင်တာကိုကိုကလက်ခံနိုင်ရမယ်နိုင်ငံတနိုင်ငံလုံးမှာမပြောနဲ့မိသားစုတစုတည်းမှာတောင်းမှအကုန်လုံးသဘောတူနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒါเนาะအဲ့တော့ကိုသားသမီးကကိုနဲ့သဘောထားမတိုက်ဆိုင်တဲ့သို့မဟုတ်လည်းပဲအဲကိုသဘောမတူနိုင်တဲ့တခြားသောဘာသာကိုယူရင်လည်းယူမယ်ဟုတ်လား ဲ့တော့ဒါကိုလည်းပဲကိုကကြည်ကြည်ပြူပြူလက်ခံနိုင်ရမယ်ဒါမျိုးပေါ့နော်အဲ့တော့နိုင်ငံဆိုတဲ့အခါကျတော့ပို့ပြီးတော့ကျယ်ဝန်းတာပေါ့အဲ့တော့ကျယ်ဝန်းတဲ့ဟာကိုဘာသာရေးကောင်းဆောင်တွေကထိမ့်သိမ့်ပြီးတော့အပြန်အလှန်ဒါစောင့်ရှောက်ပေးကြဖို့ထိမ့်သိမ့်ပေးကြဖို့နော်မေတ္တာတရားတွေကိုလေးစားမှုတွေကိုတိုးတက်အောင်ဒါလှုပ်ပေးကြဖို့အရေးကြီးတယ်ဆိုတာကိုဒါပြောခြင်းတယ်အဲ့ဒီအခါကျတော့ဒီလိုဟာမျိုးကိုဖြစ်ဖို့ဆိုလို့ရှိရင် အနာရှင်အောက်မှာတော့ဘလို့မှမဖြစ်နိုင်ဘူးဓမ္မထွန်ကားရေးဆိုတာလည်းမဖြစ်နိုင်ဘူးစီလုံးညီညွတ်ရေးဆိုတာလည်းမဖြစ်နိုင်ဘူးအနာရှင်တွေဟာသူတို့အနာတည်မြဲရေးကိုပဲဘာသာတရားကိုလည်းချနှင်းမှာပဲလူမျိုးရေးကိုလည်းချနှင်းမှာပဲနော် divide and rule ဆိုပြီးတော့နော်တွေးခွဲပြီးတော့အုပ်ချုပ်တဲ့စနစ်ဟာအနာရှင်တွေအောက်မှာအမြဲတမ်းရှိနေတယ်ဒါကြောင့်မလို့ဝိဇင်းတို့တွေဟာညီညီညွတ်ညွတ်နဲ့အဲ့ဒါစီစီလုံးလုံးနဲ့အေးအေးချမ်းချမ်းနဲ့နေထိုင် နိုင်မယ်ဆိုလို့ရှိရင်နေထိုင်ခြင်းနဲ့ဆိုလို့ရှိရင်ဦးဇင်းတို့တွေအားလုံးဟာညီညွတ်ညွတ်နဲ့အာနာရှင်စနစ်ကိုအမြင့်ပြုတ်အောင်မြစ်ပြအောင်ခြေမုံနိုင်မှာရမယ်ဆိုတာကိုပြောကြရတဲ့ဦးဇင်းရဲ့ပြောကြချက်ကိုနေကုန်းချုပ်ပါတယ်အားလုံးငြိမ်းချမ်းနိုင်ကြပါစေ